ဟယ်လိုအားလုံးမင်္ဂလာပါတယောက်ချင်းစီမင်္ဂလာညချမ်းလေးပါမင်္ဂလာညချမ်းလေးပေါ့နော်အမ်မနေ့ကကနေဒါက business partner အမက live talk လေးဖိတ်ထားတဲ့အတွက်ပေါ့နော် live talk လေးပြောဖြစ်တယ် အာပြောဖြစ်တယ်ဆို page မှာတွေ့မှာမဟုတ်ဘူးအာ YouTube မှာတင်ထားတယ်ပေါ့နော်။ तू က YouTube ကနေတင်တာဖြစ်တဲ့အတွက်အဲ YouTube မှာဆိုတော့အာ page မှာတော့တွေ့မှာမဟုတ်ဘူးပေါ့နော်။အမလည်း page ကနေတက် share လို့မရနိုင်ဘူး။ तू YouTube နဲ့တခါတည်း link လုပ်တာ။ဒီနောက်ပိုင်းကအာဒီ Facebook ကနေဟာတွေကဘလို့ဆိုရင်ဒီ live ဆိုရင်ဖြတ်တာတော့ဘာလို့ကအာတဲ့ note တွေတက်တက်နေတော့ပေါ့နော်။အဲ့ဒါ तू မတင်ထားလိုက်တယ်။ तू တင်ထားလိုက်တဲ့အပေါ်မှာ အာတွေ့မှာမဟုတ်ဘူးဒါပေမဲ့မနက်ကအားရလေးလုတ်တယ်ပြီးတော့ကိစ္စဝိစတွေနဲ့အလုတ်ကမအားအရာအခုအားတယ်ဆိုတော့သပင်ညှက်ချင်းစိတ်ပောက်လာတယ်ချက်ချင်းဆိုချက်ချင်းအရာအခုပဲကိုယ့်ဘာကိုယ်သပင်နေညှက်ကိုယ့်ဘာကိုယ်သပင်နေညှက်တွေ့တဲ့ကက်ကြီးဆွဲပြီးတော့ကိုယ့်ဘာကိုယ်သပင်နေညှက်ပြီးတော့အခုပဲကောင်းလျှော်ပြီးတော့အာကဲမအိတ်ခင်လေး live လေးခဏလွှင့်လိုက်အောင်မယ်ဆိုပြီးတော့တက်လာတာပေါ့နော် အာဒီ digital business ကိုအရန်စိတ်ဝင်စားတယ်အရန်တဘောကြတယ်အရန်တဘောကြပေမဲ့အာဘာခေါမလဲဆုံးဖြတ်ရခက်နေတဲ့လူတွေအတွက်အမအပိုင်း1နှစ်3စီတွားထားပြီးပြီလေနော်ဒီနေ့ကအပိုင်း4ကိုတွားပေးမှဖြစ်တယ်အဲ digital business ကိုလုပ်ချင်နေဆိုရင်အာအရန်လေးတဘောကြရဲတွေးဝင်နေရဆိုရင်အဲကိုကိုကိုပြန်မေးကြည့်ရမယ်မေးခွန်းလေးတွေတုံးတက်ရမယ်အချက်ကလေးတွေကိုအမကအပိုင်း1 2 3ဆိုပြီးဒီနေ့ကအပိုင်း၄ဖြစ်ပြီး sharing လုပ်ပေးနေတာဖြစ်တယ်ဒါဆိုရင်အဲ့ဒီမေးခွန်းလေးတွေလို့ကိုကိုကိုမေးခြင်းအဖြစ်ကို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 ဒီ digital business ကိုအာလုပ်မယ်လို့ဆုံးဖြတ်မလားမလုပ်ဘူးလို့ဆုံးဖြတ်မလားဆိုတော့ကိုကိုကို make decision လုပ်နိုင်မှာဖြစ်လို့ပေါ့နော်အခုလိုမျိုးလေးပေါ့လွယ်ကူအောင် sharing လုပ်ပေးခဲ့တာဖြစ်တယ် ဲ့အားလုံးရဲ့ခံစားချက်တွေကိုလည်းနားလည်ရပေါ့နော် နားလဲဆိုကိုရောကလည်းအရန်ကိုအာအရန်ကြိုက်တယ်ဒါပေမဲ့ဇဝေးဇဝါတွေတအားဖြစ်တာလေးနော်မလို့ရင်ကောင်းမလားမလို့ရင်ကောင်းမလားငါလှုပ်တင်လားဆိုတာမျိုး အများကြီးချိန်တာတွေရှိတဲ့အတွက်ကိုချင်းစားတယ်အဲအားကြောင့်မို့လို့အကုန်လုံးအတွက်အဆင်ပြေအောင်ဆိုပြီးတော့အခုလိုမျိုးမှာအပိုင်းလေးတွေဖွဲပြီးတော့ပေါ့နော်အာ sharing လုပ်ပေးတာဖြစ်တယ်အဲအဲ့တော့ဒီနေ့အပိုင်းလေးမှာ digital business ကို look form လုပ်ဖို့ကိုကိုကိုမေးခွန်းလေးတွေမေးပြီးတော့ထည့်စင်စားမယ်အချက်ကလေးဘာကြောင့်ရှင်းပြမလဲဆိုတော့ပေါ့နော် ဒီနေ့ရှင်းပြမယ့်အကြောင်းအရာလေးကအာကိုယ်မှာရှိတဲ့ skill တွေကိုအာဘယ်လိုခေါ်မလဲ update လုပ်ဖို့လိုလားကိုယ်မှာရှိတဲ့ဒီ skill နဲ့ကိုယ်မှာဘာ skill မှမရှိဘူး digital business လုပ်ကိုလုပ်ဖို့ဖြစ်နိုင်ပါမလားဆိုတော့ဟာတွေအတွက်ပေါ့เนาะအဲ့လိုမျိုး ဟိုအချက်ကလေးကိုထည့်စဉ်းစားရတယ်ဆိုရင်အဲ့ဒါနဲ့ပတ်သက်လို့စိုးရိမ်နေရဆိုလို့ရှိရင်လေဒီနေ့ live ကလေးကတစုံတစ်ခုတော့ရပါလိမ့်မယ်လို့မမျှော်လင့်ပါရဲအဲလူတိုင်းတော့ရှိချင်မှရှိမြေပေါ့နော်တယောက်နဲ့တယောက်အာကိုကိုကိုပေါင်ခတ်တာတွေလည်းမတူဘူးဆိုတဲ့အပေါ်မှာရှိခဲ့ရဆိုလို့ရှိရင်လေအဲ ကိုကိုကိုတိုးတက်ခြင်းစိတ်ရှိလားကိုမှာ skill မရှိရင်လည်းကိုကအာ skill အတစ်တွေကိုတင်နန်းပေးပြီးပတ်စံပတ်စံတွေအများကြီးတက်သက်ပေးစရာပေးပြီးတော့ဒီလုပ်ငန်းမှာအောင်မြင်ဖို့အတွက်အပြင်မှာတင်နန်းတွေတွက်တက်ဒီလိုတွေ update တွေလုပ်ဖို့မလိုပဲနဲ့ဒီထဲမှာတွေမျိုးပေါ့နော်အဆင်ပြေနေတာမျိုးဆိုရင်ရောကိုကအာအောင်လဲအောင်မြင်မယ်ဒါတွေကိုလည်းငွေကြေးထပ်ပေးစရာမလိုဘဲနဲ့တင်ရမယ်ဆိုရင်ရောစိတ်အေးကိုစိတ်ကတင်ခြင်းစိတ်ရှိရလား ပညာတွေကဘလောက်ပဲရှိရှိပေါ့နော်အာကိုယ့်ရဲ့အောင်မြင်မှုအတွက်ဘလောက်ကြီးပဲတင်နေနေရှိရှိကိုလိုချင်မှဒါလေးကိုအတွက်ပြောရှင်နေကိုလိုချင်မှဒါလေးအဲ့ဒါကလက်တွေ့အသုံးချဖြစ်တယ်ကိုလိုချင်မှဒါလေးအသုံးလက်တွေ့အသုံးပြုခြင်းကနေအောင်မြင်မှုဆိုတဲ့ reset တွေကိုရတာဖြစ်တယ်အဲ့ဒါလေးကိုသိစေချင်တယ်ပေါ့နော်အဲ့ဒါကြောင့် အဲ့ဒီပိုင်းလေးကိုဒီနေ့ sharing လုပ်ပေးတာပေါ့နော်အဲ့တော့ဒီနေ့မှာက sharing လုပ်ပေးရဆိုတာကအာကိုကိုကိုဒီလိုမျိုးခုလိုမျိုး sharing in ဘယ်လိုလဲဒီဒီ sharing လုပ်ပေးတဲ့အခါမှာကိုကိုကိုဟာငါ skill update လို့မလားမသိဘူးပေါ့နော်ဆိုတော့အားနဲ့ပတ်သက်ပြီးဒီနေ့ sharing လုပ်ပေးမယ်အမ် digital business လုပ်ဖို့အတွက်က အဲတချို့ကအမကိုလည်းမေးတယ်လေနော်ကို့မှာရှိတဲ့ skill တွေနဲ့ဖြစ်နိုင်မလားအာ update လုပ်ဖို့လိုမှာလားအာကို့မှာရှိတဲ့ skill နဲ့လုံလောက်လားဒါမှမဟုတ်လေကျမမှာဘာ skill မှမရှိဘူးဘာတွေလုပ်တင်တာလေဆိုတော့အာဒါလေးတွေကိုပေါ့နော် step by step နားလည်အောင်လို့အမအနေနဲ့တခြားလေးပြောပြပေးသွားမယ်ပေါ့နော်ပထမဦးဆုံးအချက်ကအာမတိုးမတိုးတက်ဘူးဆိုရင်ကိုကတိုးတက်ခြင်းစိတ်မရှိဘူးဘာဖြစ်လို့နီးပညာတွေအရင်တိုးတက်လာပြီ အပြင်မှာတခြား online နဲ့ပင်မှာပဲတခြား business ဘာကိုပဲပေါ့နော်ဘယ်ကိုပဲတော်တော် upgrade အမြဲတမ်းလုပ်နေမှာမလုပ်ဘူးဆိုရင်နှိမိပညာတွေကတအားတိုးတက်တာအယံ့မြန်နေကိုကဒါတွေကိုလိုက်မလုပ်နိုင်ဘူးဆိုရေရှည်ရက်တည်လို့မရဘူးအာဒါတာမန်မှာပေါ့နော်အာရေရှည်ရက်တည်လို့မရဘူးရေရှည်ရက်တည်လို့မရတာတဲ့အပေါ်မှာကိုကအမြဲတမ်းနောက်ကျလိုက်ချက် ဒါမှလည်းရေရှည်ရက်တည်လို့ရမှာအဲ့တော့ဒီမှာကျတော့ဒီဒီဒီနေ့နည်းပညာတွေအရန်ပေါ့နော်တိုးတက်လာတာတွေအဲအပြင်မှာဆိုရင် update တသွားလောက်ရတယ်ဒီဒီ business digital business မှာဆိုရင် update ဖြစ်တဲ့အရာတွေကို training site တွေကနေဒီ mastermind နေ millionaire mastermind နေ meeting နေ lifetime ပေါ့နော်အတွက်ကိုကိုအသုံးပြုဖို့အတွက်ကိုယ့်ရဲ့ language ကိုပဲအားသာတယ်ဆိုလဲကိုယ့်ရဲ့ language ကိုပေါ့နော်ဥမာမြန်မာအားသာတဲ့လူတွေအတွက်မြန်မာလိုလမ်းလေးကိုနှိပ်လိုက်တာနေအကုန်လုံးမြန်မာလိုသွားလို့ရတဲ့ training င် site တွေကိုသွားတဲ့အချိန်မှာလည်း vision အစီအစဉ်ကြရတယ်ပေါ့နော်အာအဲ့လိုမျိုးသွားလို့ရတယ်အဲ့တော့ဒီလိုမျိုးပေါ့ဟိုအရင်တုန်းကလို့ဒီတစ်ခုတက်ထိုင်းဒီတစ်ခုလည်းနဲ့ပဲထိုင်းနေပြီးဘဝတစ်ခုလုံးလုံးလုံးရမယ်ခင်ဟုတ်တော့ပေါ့နော်အဲ့ဒါလေးကိုထည့်စဉ်းစားစေခြင်းနဲ့အဲကိုကအခုလဲအဆင်ပြေနေတာပဲဆိုအဲ့အဆင်ပြေနေတဲ့ဟာက အနာဂတ်မှာဘာမှထပ် upgrade လုပ်ပေးနဲ့ပြီးွားမယ်ဆိုပြီးပုံတွေ့လို့ရတဲ့ကိမဟုတ်တော့ဘူးအာ update ဖြစ်လာတာနဲ့အမျှပေါ့နော်တိုးတက်လာတာနဲ့အမျှကိုကကို့မှာ seal ခုခုရှိထားရတယ်အဲ့ဒါတာမန်ဘွားမှာဝင်တမ်းပဲလုပ်လို့တခြားစီးပွားရေးပဲလုပ်လို့အဲဒါမျိုးပေါ့ဒီမှာကျတော့ဘက်ပေါင်းစုံကနေဘာပဲ update ဖြစ်လာဖြစ်လာဘယ်နေရာမှာပဲ update လုပ်ဖို့ skill ကိုထပ်မြင့်ဖို့လို့လို့ training ကနေဒီ system တွေကနေ automatic ကိုကိုအကုန်လုံးလုပ်ပေးတယ်လက်တွဲခေါ်ယူပေးတယ်အကုန်လုံးလေ့ကျင့်ပေးဖို့တယ် lifetime တစ်ခုလို့ mentoring coaching ကိုကိုယ်တိုင်လည်းကြိုက်တယ်လို့ဘယ်သူမှဖွင့်တောင်းစရာမလိုပဲနဲ့ဒီ business ကိုတရားဝင် လုပ်တဲ့လူတွေအတွက်ကိုယ့်ရဲ့အဲ password ကို ID နဲ့တခါတည်းဝင်ပြီးတော့ပေါ့နော်ဒီ training နေလေးလာလို့ရအောင်ကြည့်လို့ရအောင်အောင်ဆိုပြီးတော့အကုန်လုံးတွေ့ကုန်အောင်လုပ်ထားပေးတာဖြစ်တယ်အဲဥပမာပေါ့ ကိုကအာဒီ digital နဲ့ပတ်သက်တဲ့ဒီ digital business ဆိုကြတဲ့ online နဲ့သွားတာ digital ဆိုကြတဲ့က digital နည်းပညာတွေနဲ့သွားတာအာဆိုတဲ့အခါကျတော့အဲအဲ့အချိန်မှာတဖြည်းဖြည်းနဲ့ update လုပ်ရင်းနဲ့ကိုဘက်က အရင်တော့မရှိတဲ့ဟာတွေထက်လဲဒီတင်တန်းတွေအတွက်လဲငွေကြေးလဲပေးစရာမလိုပဲနဲ့အဲပေါ့နော်အာကိုဘက်ကလေးလာလို့ရလာနိုင်တယ်ကိုကိုဒီဘက်ကနေတင်ယူလို့ကိုအိုင်းအားတဲ့အချိန်လေးမှာဟိုတင်တန်းတက်တက်တူလို့မျိုးဗဒနာရနေဗနိုင်ပေါ့ကိုအားတဲ့အချိန်လေးမှာပဲသွားသွားပြီးတော့နေအချိန်လေးတွေစီလေးလာရင်လည်းသွားလို့ရတယ်ဗနည်းရမှာပြီးရမယ်လို့ဘာလို့တတ်မှတ်ထားဆိုလဲလုံးဝမရှိဘူးပေါ့နော်အဲ့တော့အာ ဒီဘယ်နေရာမှာပဲဖြစ်ဒီနည်းပညာတွေကိုမသိထားဘူးအာဒီလို strategy တွေကိုအတွက်သုံးဖြူဖို့မရှိဘူးဆိုရင်ကိုအတွက်အောင်မြင်ဖို့လေအဲဘာပဲပြောပြောအများကြီးနောက်ကျနိုင်တယ်အဲ့ဒါကြောင့်မို့ပေါ့နော်ဒီအရင်တုန်းက traditional ကနေအခုလို digital ဘက်ကိုပြောင်းလာတဲ့ social site တဲ့ social media platform ကိုသုံးပြီးတော့ပြောင်းလဲပြီးတော့ကိုရရတည်မှုအတွက်ဒီမှာပေါ့နော်ဟိုခိုင်မာတဲ့ system နေနဲ့ခိုင်မာတဲ့အဲပေါ့နော်ကိုက zero experience zero skill နဲ့စပြီးတော့ ျမကိုယ်တိုင် zero experience zero skill နဲ့စတာဖြစ်တဲ့အတွက်လူတိုင်းလဲစားလို့ရတယ်ဆိုတာကိုပြောချင်တယ်အဲလူတိုင်းလဲကျမခုပေါ့နော်အာရှောက်နေတဲ့အတိုင်းပေါ့ကိုကိုယ့်ရဲ့ reset တွေထွက်ပြီးဒီနေ့ရောက်နေတဲ့နေရာနောက်တဖြည်းဖြည်းနဲ့ကိုလိုချင်တဲ့ goal တွေစီကိုရောက်သွားမှာဖြစ်တယ်လို့လူတိုင်းလဲရောက်နိုင်တာဖြစ်တယ်လူတိုင်းလဲလွတ်နိုင်တာဖြစ်တယ်ဆိုတာကိုပြောချင်တယ်အဲ့တော့အာတချို့ပေါ့နော်အာ skill ကိုမှရှိတဲ့ skill တွေကို update လုပ်ဖို့လိုတယ်ဆိုတဲ့အခါကျကိုကိုကိုမေးကြည့်စေချင်တာ ကိုယ့်ရဲ့လက်ရှိရပ်တည်နေတဲ့နေရာအာကိုယ့်ရဲ့လက်ရှိမှာပဲ digital နဲ့ပဲ online နဲ့ပဲလုပ်နေတယ်ဆိုလို့ရှိရင် update တွေမလုပ်ဘူးဆိုရင်ရောဒီ digital business မဟုတ်ဘဲနဲ့တခြားတော့ online business မှာလုပ်နေဆို update မလုပ်ဘဲနဲ့9နှစ်10နှစ်သွားလို့ရမယ်လို့မိတ်ဆွေတို့ဖြစ်နိုင်မယ်လို့ထင်သလားပေါ့နော် မေးကြည့်ပါတွေးကြည့်ပါဘာဖြစ်ဆိုခစ်တေအများကြီးပြောင်းလဲလာတဲ့ပုံမှာကိုကိုတိုင်တွေးကြည့်လို့ရတဲ့အရာအများကြီးဖြစ်လာဘူးလူတွေကဒီနေ့ခင်မအားကြတော့ ကိုကတွေးတက်ဖို့တော့လို့ဘဝကိုပေါ့ပေါ့နေပေါ့ပေါ့စားမဟုတ်တဲ့လူတွေမဟုတ်တဲ့လူတိုင်းကတွေးကြတယ်ပေါ့နော်အဲအတွေးလေးတွေဝင်ကြတယ်အတွေးတွေအဲ့အချိန်မှာလည်းတယောက်နဲ့တယောက်မတူကြဘူးအဲ့အချိန်မှာဖလဲကြတယ်ဆိုတော့သူ့ knowledge ကို knowledge တွေနဲ့အဲဟိုဘယ်လိုခေါ်မလဲအရန်ကို ားရှိစရာကောင်းတယ်ပေါ့နော်အာကို knowledge ချင်းချင်းအတွေ့အခေါ်ချင်းချင်းဖလှယ်ကြရတယ်အဲဒီနေ့ကို sharing လုပ်ပေးရဆိုလဲအမတို့ကအမတွေးခဲ့တဲ့အရာတွေကိုဟိုဒီဒီကောင်းစင်အောင်မှာလာလာပြီးတော့ share ပေးနေတာဖြစ်တယ်ပေါ့နော်ဒီ digital business ကိုလုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားဖြစ်နေတဲ့လူတွေအတွက်လဲကိုတို့ကဘလိုတွေတွေးခဲ့တာလဲအဲဘလိုတွေတုံ့တက်ခဲ့တာလဲဆိုတာကိုလာပြီး sharing လုပ်ပေးတာဖြစ်တယ်ပေါ့နော်ဒါဆိုရင်မိတ်ဆွေတို့ကိုယ်တိုင်လည်းအဲကို့အတွက်ဆုံးဖြတ်ဖို့ခန့်နေတယ်ဆိုရင်ဒီ check လေးတွေနဲ့မေးဖို့မေးကြည့်နိုင်ပြီးတော့ကိုကိုကိုအဖြေလေးတွေထုတ် ိုင်နေဆိုရင်အဲ့ဒီအဖြေပေါ်မှာကိုကိုကိုယ်တိုင်ထွက်လာတဲ့အဖြေကဟိုအမအောင်လဲ sharing လုပ်ဆရာမလို့ဘယ်သူမှမပြောကိုကိုယ်တိုင်ထွက်လာတဲ့အဖြေကိုတုံးတက်တဲ့အပေါ်ကနေပဲကိုဒီ digital business ကိုလုပ်မယ်မလုပ်ဘူးဆုံးဖြတ်ဖို့အတွက်ကိုကိုကို make decision ချနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်9နှစ်10နှစ်နေလို့ရှိရင်လက်ရှိဒီတိုင်းသွားနေရင် ဘာပြောင်းလဲမှာလဲဘာဖြစ်မှာလဲလက်ရှိဥပမာဝန်တန်းဆိုရင်လည်းဒီဝန်တန်းကနေဘာမှပြောင်းလဲမှုမရှိဘဲနဲ့ပေါ့နော်အာကိုယ့်အတွက် life changing လည်းမဖြစ်ဘူးအချိန်လွတ်လပ်မှုငွေလွတ်လပ်မှုလည်းမရှိဘူး time frame ထဲမှာပဲအဲဒီလိုပဲဘဝနဲ့ပဲချိန်ကုန်သွားမလားဘလောက်ပြောင်းသွားနိုင်လဲလွန်ခဲ့တဲ့နောက်အဲပြီးခဲ့တဲ့9 20နှစ်မှာရောလက်ရှိချိန်နဲ့ဘလောက်ပေါ့ထူးခြားရုံလေးထူးခြားတာလားအာစင်ပြေရုံလောက်လားမသိမသားလေးတိုးတက်လာရုံလောက်လား life ကြီးတစ်ခုလုံး changing ဖြစ်သွားတာလား ဲ့ဒါဆိုရင်ကိုတုံးသက်ကြည့်ပေါ့ဒါဆိုငါငါးနှစ်မှနောက်ဆက်နှစ်မှငါဘာဖြစ်ချင်တာလဲဘယ်လို life changing နဲ့နေချင်တာလဲဘယ်လိုမျိုးငွေကြေးလွတ်လပ်မှုအချိန်လွတ်လပ်မှုတွေနဲ့အဲကိုကိုကိုခရီးတွေတွားမလားကဘာပတ်မလားဒါမှမဟုတ်ရင်အာဟိုဘယ်လိုပုံလဲချုပ်တီးထားတဲ့အရာဘာမှမရှိဘဲနဲ့အဲဒီ passive income ပြောတဲ့အပေါ်မှာကိုအစဉ်ပျော်တဲ့အချိန်လေးလောက်ပဲလုပ်ပြီးတော့ကိုတိဆောက်ထားတဲ့အရာကအဲ့ပျော်နေစေခရီးထွက်စေ income stream ကနေ income နဲ့ရှိနေမှမျိုးလိုချင်တာလားဆိုတော့ စူးစမ်းရင်လူတိုင်းဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ digital business မှာအာအခုလဲမီလီယံနာပေါင်းများစွာကိုမျိုးထုတ်ပေးနေတာ bless new ကိုသူအားချစရာကောင်းတယ်ကိုစူးစမ်းရင်ကိုရတာ fair ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့မနက်ကအာဒီကနေဒါကအမဒူရဲ့ပေါ့နော်အာ live ကလေးမှာ special guest အနေနဲ့ဖိတ်ကြတဲ့အချိန်မှာလည်းအဲအကြောင်းလေးတွေမှာတချို့ထည့်ပြောထားရတယ်ပေါ့နော်အဲ့တော့အာ YouTube မှာအမရဲ့ page YouTube ပေါ့နော် Mayseli ဒီက YouTube channel မှာလည်းတွားပြီးတော့ကြည့်လို့ရတယ်အဲ့ပုံမှာတွားပြီး sharing လုပ်ထားရတယ်ပေါ့နော်ဆိုတော့ လေးလာကြည့်ပါကို့အတွက်လေးလာလေးကို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 တုံတက်နိုင်မှုတွေများလာလေးညံ့လာလေးကိုကိုကို make decision လုပ်တဲ့အခါမှာမှန်ကန်လေးဖြစ်လာမယ်ဆိုတော့ပြောချင်တယ်ပေါ့နော်ဆိုတော့အာဘဒုဘဒုမှပြိုင်စရာမလိုဒီနေ့ခေတ်ကျဲမှာသူ့ထက်ငါအာနည်းပညာတွေတိုးတက်လာတော့မှအပြိုင်ဆိုင်ကိုကြိုးစားနိုင်မှဆိုတာဘဒုမှမရှင်ပြိုင်နဲ့မနေ့ကကိုနဲ့ဒီနေ့ကိုပဲရှင်ပြိုင်နဲ့ဒီစင်ဆက်မပြတ်တာလုတ်သွားမယ်ဆိုလို့ရှိရင်ဒီရှင်ပြိုင်ချင်းကနေပဲကိုလူချင်းတဲ့အရာတွေကိုရလာတာဖြစ်တယ်အာကိုရဲ့ goals ကဘာလဲကိုဆိုရင်အမဆိုရင်ငွေရဖို့လဲငွေငွေငွေဆိုပြီးတော့လဲအဲ့လိုအတွင်းနဲ့အလုံးမလုပ်ဘူးပေါ့နော်အဲ့ဆိုပင်ပန်းနေမပြောရဘူးကိုက ို့တခုရွေးချယ်ထားပြီးဆို training နေရပါပေးထားလဲဒီ millionaire mastermind နေရနေအောင်မြင်တဲ့လူတွေကနေဘယ်လိုတွေပြောထားလဲဘယ်လိုသွားရလဲအဲပေါ့နော်ကိုယ့်ရဲ့ပုံမှန်စဉ်ဆက်မပြတ်လှုပ်ဆောင်ခြင်းရပါလေ90% system ကအကူညီပြီးတော့ကို့အတွက်ပေါ့နော်အချိန်ကုန်တက်တာအောင်လူပင်မန်းတက်တာအောင်လုပ်ပေးတဲ့အရာတွေတွေမှာကိုက10%ပဲအလုပ်လုပ်ရတယ်80%မှာမှအာကို daily လှုပ်ဆောင်သွားမယ်အရာတွေရပါလေဆိုတော့အာ ဘာမှလည်းကိုယ့်အတွက်ခက်ခဲတာမရှိဘူးပေါ့နော်ကြိုက်တဲ့ social media platform ကိုသုံးပြီးကြိုး business system ကို selling လုပ်တာဖြစ်တဲ့အတွက် business system ကိုပဲ promote လုပ်သွားရမယ်ဒါကလည်းအကုန် training ပေးတယ်အဲတရားဝင်ဖြစ်တဲ့အပေါ်မှာတရားဝင် website တွေနဲ့ပေါ့နော် system တွေနဲ့အကုန်လုံး set up လုပ်ပေးတယ်ဆိုတော့ဥပင်စရာမရှိဘူးပေါ့နော်အဲ့တော့အဲကိုမှဒါမဖြစ်မနေအေး ဒီကိုယ့်ရဲ့ skill တွေလည်း update လုပ်ပြီးတာဖြစ်သွားတယ်။တာမာမာဆို personal branding နဲ့တည်ဆောက်ရတယ်။ဒီမှာကကိုယ်စင်စက်မပြတ်10%ကို training တွေကပြောတဲ့အတိုင်း meeting တွေ mastermind တွေကနေပြောတဲ့အတိုင်းအမတို့လွတ်သွားရင်းနဲ့ပဲဘာဖြစ်လာလဲဆိုတော့အဲအဲ့လိုလွတ်သွားရင်းနဲ့ပဲအဲဒီ personal branding ကတည်ဆောက်မှမတိတည်ဆောက်ပြီးတာဖြည်းဖြည်းချင်းဖြစ်လာတာဖြစ်အကောင်လုံးအပြင်မှာလေငွေချေးပေးပြီးတက်ရတဲ့အရာတွေအဒီမှာအကောင်ပေးထားတော်တော်ကောင်းတယ်ပေါ့နော်အဲ့တော့ ကိုယ်ကအစ်စ်တိုးလာတဲ့ဒီဒီပေါ့နော်ဟိုအခုခေတ်ကြီးမှာ online ကနေ income ရှာတဲ့နေလန်းနေကိုကိုကိုတဖြည်းဖြည်းနားလည်လာတာဖြစ်တယ်။တခုပဲအဲစူးစမ်းခြင်းစိတ်ရှိရတယ်တင်ယူခြင်းစိတ်ရှိရတယ်စိတ်ရှိခြင်းနဲ့စိတ်ရှိတဲ့စိတ်ရှိရတယ်အဲစဉ်ဆက်မပြတ်လို့ ချင်းတဲ့စိတ်ရှိရတယ်ပေါ့နော်။ဟိုဘယ်နေရာမှာပဲတိဆောက်ထားတိဆောက်ထားပါကိုယ့်ရဲ့ income တခုကအခုတော့နည်းပညာတွေရမ်းတိုးတက်လာတယ်။ရမ်းမြန်လာပြီဖြစ်တဲ့အတွက်ဒီနည်းပညာတွေနဲ့အပေါ်နော်ကိုကကံကောင်းတာကအပြင်မှာတက်တက်တန်တန်းတက်ဆံမလို့ပဲနဲ့ရတာတွေဖြစ်တယ်ပေါ့နော်။ဒီကိုအတွက် CD စီးပွားကိုအောင်မြင်ဖို့အတွက် supporting တွေပေးထားတာဖြစ်တယ်ပေါ့နော်။အဲ့တော့ sorry အဲ့တော့အဲ့ဒါလေးကိုတည်စေချင်တယ်အဲဆိုလို့ရှိရင် ပြောမယ်ဆိုရင်ဒီတချို့လို့ရှိရင် social shy ဖြစ်တယ်လေနော် social shy ဖြစ်တဲ့အချိန်မှာဟာဘလို့စကားပြောရမှာလဲမပြောရဘူးမပြောတတ်ဘူးဆိုဒါပေမဲ့အရန်အံ့ဩစရာကောင်းတာလေဘလောက် ACT နေတဲ့လူတွေဖြစ်ဒီဒီ business school ကိုလုပ်တဲ့အချိန်မှာသင်ယူရတာတွေတအားများတယ်မဖြစ်မနေ10%လုံရင်းလုံရင်းလုံရင်းနဲ့တကယ်တမ်းတော့ဒီနေ့ online မှာအချင်းချင်း video call တွေမပြောကြဘူးလားပြောတယ်လေနော်တကယ်ချင်းတဲ့ပုံနဲ့ဒါပေမဲ့တယောက်နဲ့တယောက် အာရှေ့ကောင်းတဲ့အရာလေးတွေကို sharing လုပ်တယ် promote လုပ်တယ်ဆိုဒီလိုစကားပြောတာပဲပေါ့နော်ဆိုလုတ်ရင်းနဲ့ပြောလာတယ်အဲ့အလုပ်မှာပြောလာပြီဆိုရင်တေချာပေါအောင်မြင်မှာဖြစ်တယ်ဒါပေမဲ့ digital business မှာကလုံလို့စိတ်ညစ်တယ်ဆိုတာမရှိဘူးပြောလာတဲ့လူကြီးပဲပြောင်းလဲလာတဲ့လူကြီးပဲငွေမရခင်မှာ mindset ကစပ်ချိန်လာတဲ့အတွေးခေါ်တွေအကုန်လုံးပေါ့နော်ကိုလိုချင်တဲ့ goal တွေကပုံပြီးပြင်လာတယ်အဲ့အဲ့အချိန်မှာအလုပ်လုပ်ရတာပေါ့နော်လုံရင်းနဲ့ပို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 ့ပြီးပြောလာတဲ့အချိန်မှာအောင်မြင်မှုဆိုတာသူ့သူဖြစ်လာတယ် လှုပ်ရှားရှိတာလှုပ်တော့အောင်မြင်ပါကိုမလို့ချင်းလဲအစင်တည်းရှိနေတယ်ပေါ့နော်အဲ့ဒါကိုအမဆိုရင်ခုဒီမှာလက်တွေ့သွားရင်းနဲ့ခံစားနေရတာဖြစ်တယ်ပေါ့နော်အဲ့တော့အာဆိုရှယ်မီဒီယာမှာကိုကိုကိုဟိုကိုဘက်ကဟိုဘာခေါ်မလဲရှက်စရာမလိုကြောက်စရာမလိုကိုကတရားဝင်ဖြစ်တဲ့အတွက်ကောင်းမွန်တဲ့အခွင့်အလမ်းကိုတရားဝင်မှုလို့ဒီလိုမျိုးနေ့တိုင်းထွက်လာပြီးတော့ ြောပြနေတာဖြစ်တယ်ပေါ့နော်အာ scam တွေကအာနေတိုင်းထွက်လာပြီးတော့ကိုရုပ်တည်ပြကိုမိသားစုရဲ့ family lifestyle တွေနဲ့ကြဖို့ဆိုတာထွက်လာရဲမှာမဟုတ်ဘူးအဲအဲ့ဒါလေးတွေရှိတယ်ပေါ့နော်ကိုကိုတိုင်းလည်းစိတ်တိုင်းကြတဲ့အထိလေးလာခွင့်ပေးထားတယ်ဆိုတော့လေးလာလို့လည်းတဘောကြတဲ့ချားမှာမှာပိုကအာဘာလို့ကမမသိဆုံးဖြတ်ဖို့ခက်တာဒီကတော့ကိုကိုကိုပြပြင်းအောင်ပေါ့နော်ကိုရဲ့ why ပေါ့ whyy ကိုဟို day 2မှာပြောခဲ့တယ်လို့ပြပြင်းစီချင် ကိုကဘာဖြစ်ချင်တာလဲနောက်ငါးနှစ်မှာဘာဖြစ်ချင်တာလဲကိုမလို့ချင်တဲ့အရာတွေရပါတယ်အဲ့ဒါလေးကိုမြင်အောင်ကြည့်စေချင်တယ်အဲ့ဒါဆိုလို့ရှိရင်တော့အာကိုကိုကိုပေါ့နော်အာဆုတ်ဖြတ်နိုင်မှာဖြစ်တယ်အဲပြီးတော့ ဒီ social media platform တွေတုံးတဲ့အချိန်မှာလည်းဘာမှမတုံးတတ်ရင်နေခဲ့ပဲတက်တက်သွားတယ်အမဆိုရင်ကွန်ပျူတာဖွင့်တာလားပိတ်တာလားဟိုနားနှိပ်ဒီနားနှိပ်ဟိုသွားဒီသွားဒါတော့ပဲသိတာလေနော်ဒါပေမဲ့ဒီမှာအများကြီးကိုတင်ယူရတယ်လုတ်ရင်းနဲ့တက်သွားတယ်ငါမတက်ဘူးတွေးမနေလူတိုင်းတက်တယ်လူတိုင်းတက်တယ်လူတိုင်း zero experience တွေဖြစ်သွားတယ်လူတိုင်းအတွက်ဒါက training နေနဲ့တေချာတိဆောက်ထားပေးတဲ့ပုံမှာ ါလူတိုင်းအတွက်ဖြစ်တယ်ပညာအရေးချင်းနဲ့လည်းမဆိုင်ဘူးဆရာဝင်ပဲဖြစ်ဖြစ်အသံပညာမပြီးဆုံးတဲ့လူတွေဖြစ်အတူတူသင်ယူကြရတာဖြစ်တယ်အတူတူဒီတိုင်းပဲအကုန်လုံးတွေ့လို့ကိုယ်ကလုပ်ထားပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့အာဒါတွေကိုလည်းသိစေချင်တယ်အဲ့တော့ဒါတွေကိုကိုတည်ယူချင်သလားပေါ့နော်အာကိုဘက်က passive income လည်းရှိတဲ့အပေါ်မှာဒီ digital business က passive ခုနပြောသလိုပဲ passive income နဲ့ပေးတယ်ဆိုတော့ဒီတိုက်တဲ့ digital တိုက်တဲ့ online ပေါ့နော်ဒီ ဒီဒီ online မှာပဲဆိုတိုက်တဲ့ social media platform ကိုတုံပြီးတော့ကိုကအာဒီ digital နဲ့ပတ်သက်တဲ့ဟာကို system ကိုပဲ sell လုပ်တဲ့အတွက်ဒီဟာကို sharing လုပ်ပေးတယ်နောက်ပြီးတော့ဟိုသူ့ရဲ့ system ကလေဒီ affiliate marketing ပေါ့နော်ဆိုတဲ့အပေါ်မှာ product တွေဝယ်ရောင်းဆရာမယ် system နဲ့တအားကောင်းတယ်လေအဲ့ဒါတွေကလည်းကိုယ့်ဘက်ကနောက်ပြီးတော့ income ဆိုလည်းတစ်ခုတည်းမဟုတ်ဘူးအခုဒီ business မှာစူးစမ်းရရတဲ့ income နောက်တစ်ဖြည်းဖြည်းနဲ့ပေါ့နော်ကိုယ့်ဘက်က ခြေနေတစ်ခုရောက်လာကိုယ့်ဘက်က coach ဖြစ်ချင်တယ်ဆိုရင်လေ coach ဖြစ် train ပင်းသေး train ပေးသေးတယ် coach ဟို coach လေကိုယ့်ဘက်က coach income တခုလိုပေါ့နော် business မှာကြိုးစားတဲ့ income နောက်ထပ် income income stream တွေကတခုတည်းမဟုတ်ဘူးနှစ်ခုတည်း income stream တွေလည်းအများကြီးရှိတယ်ဆိုတော့တကယ်တမ်းတော့ပြောမယ်ဆိုရင်ကိုကြိုးစားတော့ခန်းစားခွင့်ရှိတာတွေမကဘူးကိုယ့်ရဲ့အစွမ်းအစာတွေ ို့မှာမြုပ်နေတဲ့ skill တွေလေအလိုလိုထွက်လာအောင်လို့ပေါ့နော်အာလက်တွဲခေါ်ပြီးတဲ့ပတ်ဝန်းကျင်ဖြစ်တယ်အဲ့ဒါလေးကိုလည်းသိစေချင်တယ်ပြီးတော့အာ system က90%မနော် ramp ပေးတဲ့အပေါ်မှာကိုက10%ပဲ effort လုပ်ရတဲ့အပေါ်မှာအရင်အချိန်ကုန်တက်တာတယ်လူတက်တာ ဟို automatic system တွေနဲ့အလိုအလျောက်ပေါ့နော်သူအလုပ်လုပ်ပေးတဲ့အပေါ်မှာအာကိုယ့်ဘက်ကအာ afford လုပ်ရတယ်ဆိုလို့ပေါ့နော်ဒီ training တွေကပြောတဲ့အတိုင်းပဲစဉ်ဆက်မပြတ်ကိုယ့်ဘက်ကအာ posting ရောတချို့တွေက posting တာနဲ့ income ရတာလား no အဲ့တခုတွေတော့ဘယ်ကုန်လဲပေါ့နော်ဆိုတော့အာဒီဘက်မှာအာဟိုခုလိုမျိုးတရရောကလက်တွဲခြင်းနေဆိုရင်ကျမအနေနဲ့ဒီမေးခွန်းလေးတွေရှိတယ်ဆိုရင်ကုညီပေးရတယ်အဲ ပြောမယ်ဆိုရင်သူတစ်ဖက်သားကိုလည်းကုညင်ရင်းနဲ့ဒီတရားဝင်ဖြစ်တဲ့အပေါ်မှာကိုဘက်ကပြောရတာအားရှိတယ် ကိုပကဟိုဘယ်လိုခေါ်မလဲပွန့်ပွန့်လင်းလင်းကြီးပြောနိုင်တယ်အဲစိုးရင်ကြောက်ကြတဲ့စိတ်နဲ့သွားစရာမလိုဘူးဆိုတော့အများကြီးရဲ့ဘဝလဲတိုးတက်တယ်အဲဒီလိုမျိုးပေါ့ online ကနေတုံပြီးတော့ promote လုပ်တယ်ပေါ့နော် business system ကို selling လုပ်တဲ့ပုံမှာ business system ကို promote လုပ်တဲ့အတွက်ဒီဟာတွေကနေလဲကိုအနေနဲ့ skill တွေထွက်လာရုံတည်းမကဘူးကိုရဲ့အဲ daily စဉ်ဆက်မပြတ်လှုပ်ဆောင်ရတဲ့အထင်မှာပါသွားပြီးတော့ပေါ့နော်ဒါတွေကလဲတိဆောက်ပြီးလာရတယ်ဖြစ်လာတယ် เนาะအဲ့တော့အာဝေကြီးပေါ့ financial အနေနဲ့ဆိုလို့ရှင်ရင်လေဒီ business mindset တွေကငွေကြေးပိုင်းမှာကြာရင်လေငွေငွေငွေနဲ့ဖြစ်စရာမလိုဘဲနဲ့ကိုယ့်ရဲ့ financial freedom ကတဖြည်းဖြည်းနဲ့ဖြစ်လာတာဖြစ်တယ်ပေါ့နော်ကို business ကိုတိုးတက်ရင်းနဲ့ပဲဖြစ်လာတာဖြစ်တယ်အဲ့တော့ဒီကိုယ့်ရဲ့အဲ skill တွေကိုဒီပတ်ဝန်းကျင်မှာ automatic update လုပ်ပြီးတော့ကိုအပြင်မှာဆိုရင်ဟဲ့ဘယ်ဟာတက်တက်ရမှာလဲဘယ်ဟာလိုတာလဲမသိဘူးဘယ်ဟာမလိုတာလဲမသိဘူး update တွေ live လုပ်ဖို့အတွက်ကိုဘက်ကငွေလဲပြန်သုံးရတယ်အချိန်တွေလဲအများကြီးသုံးရတယ်ဒီမှာကလိုအပ်တဲ့ဟာကိုတခါတည်း system ထဲမှာ update လုပ်ပေးထားတဲ့အတွက်ကို့အနေနဲ့ training site တွေမှာလည်း update လုပ်ထားတယ်ဒါကကို့အတွက်ဒါလိုလိုဒါလုပ်ထားပေးတာတော့နားမလည်တာရှိရင်ဟို tutoring ပေါ့နော်အာရှိနေတယ်လို့ပဲကို့ဘက်ကအာ mentoring ရှိတယ် coaching ရှိတယ် live တိုင်းတခုလုံး ီပေါ့ push တွေပဲစုပြီးတော့ဒီ monthly ပေါ့နော်တစ်လောက်တစ်ချိန် meeting တွေမှာလည်းမေးလို့ရတယ်အပတ်စဉ် meeting တွေမှာလည်းမေးလို့ရတယ်ကိုနားမလဲတာကိုမသိတာဆိုရင်လည်းအပြင်မှာတတ်တက်ရင်တော့မှဒီဟာပဲကိုအခုကြတော့မဟုတ်ဘူး community တစ်ခုလုံးကပေါ့နော်ဒီ step by step သွားတာအစားလေအတွေ့ခေါ်ကြတယ်ပြုတ်ဖို့ကောင်းနေပေါ့နော်အဲ့တော့ကိုလက်ရှိဘာတွေအားနေနေလဲကိုကဘယ်လိုနေရာများဖို့ခြေလန်းလန်းချင်တာလဲနောက်နာက90နှစ်မှာဘာဖြစ်ချင်တာလဲဆိုတာကို အာဘာတွေကအရေးကြီးတာလဲကိုဘွားအတွက်ဘာဖြစ်လဲဆိုတော့ကျမတို့ဒီနေ့ဒီတိုင်းနဲ့နေရင်လည်း24 hour ကုန်သွားလीเนาะ24 hour ကုန်သွားတာဖြစ်တဲ့အပေါ်မှာကို့အတွက်မနေ့ကနေဒီနေ့ဘာမှမချိုးဘူးဆိုရင်နေဆုံးတော့လူကအာကို့ goal တွေကိုသိတယ်ကို့ရဲ့ point ကပြည့်ပြည့်နေဆိုတနေ့နေ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 ပဲမသိမတာနဲ့ပဲကိုလိုချင်တဲ့နေရာကိုရောက်သွားတာဖြစ်တယ် အ ਨੇ ဆုံးတော့မနေ့ရက်နဲ့ဒီနေ့နည်းနည်းလေးတိုးတက်လာမယ်။တနေ့နဲ့တနေ့ကိုယ့်အတွက်ကိုယ်ကိုနာကတ်အတွက်ကိုယ်ဘာတွေပြင်ဆင်နေလဲ။ဘယ်မှာအချိန်ကုန်နေမိပြီလဲ။အချိန်မရှိဘူးဆိုပြီးတော့ပဲဒီလိုပေါ့ excuse တွေနဲ့အချိန်ပေးမိနေလား။ဒီ Facebook တို့ပါတို့ပေါ့နော်ဒီ social media ရဲ့ knowledge တွေတင်နေရတော့အာသိတက်ပါတယ်ဒါပေမဲ့အဲ့ဒါတွေနဲ့အချိန်ကုန်ဖို့ပဲမဟုတ်ဘူးသူ့အနေနဲ့သူခန္ဓာလေးတွေခွဲပြီးတော့ပေါ့နော်ဟိုလူတိုင်း24 hour ပိုင်နာခြင်းအတူတူအိတ်သေးကနေကိုယ့်ဟာကို ကိုယ့်ဘက်ကကိုယ့်ရဲ့ life ကို change နဲ့အဖြစ်ချင်တဲ့ဒီဘလောက် strong ဖြစ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ကိုယ့်ဘက်ကိုကိုယ့် time လေးကိုကို manage လုပ်သွားတယ် handle လုပ်သွားမယ်ဆိုရင်အချိန်လေးထုတ်တက်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့အေဒီကနေဒါအမအနေ sharing လုပ်တဲ့အချိန်မှာလည်းအဲ့ဒါလေးတွေ sharing လုပ်ထားပေးတယ်ပေါ့နော်အဲ့တော့ကိုယ့်ဘက်ကအာ mentoring ရှိတယ် coaching ရှိတဲ့ဟာကိုအာပြောတဲ့အတိုင်းလေး training ကပြောတဲ့အတိုင်းလေးပဲလုပ်သွားမယ်ဆိုရင်မအောင်မြင်ဘူးဆိုရဲလို့ဒီမှာတယောက်မှမရှိဘူး ကိုကိုကိုပေါ့ငါဒါဖြစ်ရမယ်ဖြစ်ကိုဖြစ်မယ်လူတိုင်းဖြစ်နေတယ်ငါနီးလာပြီအာငါအောင်ငါရဲ့ကိုယ်ရည်စီငါနီးလာပြီလက်တွေ့စင်စက်မပြတ်လုတ်တယ်လုတ်သွားတယ်ဆိုလို့ရှိရင် consistency တဲ့ consistency ကအားကိုအရေးကြီးတယ်ဒီ consistency မရှိဘူးဆိုရင်ဒီ digital business မှာမှမဟုတ်ဘယ်မှာပဲဖြစ်ဖြစ်ဒီစင်စက်မပြတ်လုတ်ဆောင်ခြင်းอ่ะ ကိုယ့်ရဲ့အောင်မြင်မှုကိုနှောင့်နှေးစေပေါ့နော်အဲ့ဒါလေးကိုသိသိစေခြင်း ਨੇ အဲ့တော့အာကိုကတော့လည်လာလိုက်တာပဲစိတ်ထဲမှာအတီမဟုတ်ဘူးအချိန်ရှိပါသေးတယ်နောက်မှနောက်မှဆိုတဲ့အချိန်မှာသူများတွေကအကုန်လုံးဒီဒီပေါ့အရန်အပြောင်းလဲမြန်နေခေရဲ့နောက်ကိုလိုက်ရင်း life တွေ change ချင်းဖြစ်လာတယ်အဲ့တော့ကိုဘက်ကလည်းကို action ယူမှယူပြီးရင်စဉ်ဆက်မပြတ်လှူဆောင်ဖို့လိုတယ်ပေါ့နော်အဲ့တော့မလုပ်ဘဲနေတော့ တာမန်စီဝိုင်းရေးမှာပဲဖြစ်ဖြစ်ဝန်တန်းလောကမှာလည်းအလုတ်မကြိုးစားရင်လည်းအလုတ်ပြုတ်တက်တက်ပါရောမှာပဲပေါ့နော်ကိုကိုတိုင်းတခြားဟာလုပ်မယ်ဆိုရင်လည်းကိုကကိုဘက်ကအာလေ့လာစရာရှိတာရင်မလေ့လာဘဲနဲ့ blind ကြီးဆိုလို့ရှိရင်ကိုလုပ်နေတဲ့အရာကိုအောင်မြင်မှုအတွက် handle လုပ်နိုင်မှာမဟုတ်ဘူးအဲ့တော့ဘယ်မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့စဉ်ဆက်မပြတ်တည်ကိုရဲ့ skill ကိုခက်နဲ့အညီ update လုပ်နိုင်ဖို့အတွက်သင်ယူခြင်းစိတ်စူးစမ်းခြင်းစိတ်ပြောင်းလဲခြင်းစိတ်ရှိတယ်ဆိုရင်ကိုအတွက်ကအကောင်းဆုံးနေပြီပဲဖြစ်မယ်ပေါ့နော်အဲ့တော့ ဒီနေ့ပေါ့နော်အာဒီနေ့ sharing လုပ်သွားတဲ့ကို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 စီ skill တွေနဲ့ပတ်သက်ပြီးတော့အာဘောင်ခတ်ထားမိလားငါမသိဘူးငါမသက်ဘူးငါလုံနိုင်မှာမဟုတ်ငါမှာ pass skill မှမရှိဘူးဒါမှမဟုတ်အဲ့အတွက်စိုးရိမ်နေလားဒါတွေအလုံးအတွက်ဒီနေ့ live ကနေတခုခုရရမယ်လို့မျှော်လင့်တယ်အဲ့တော့ဒီနေ့ဒီအကြောင်းအရာ live နဲ့ပဲဖြစ်ဖြစ်တခြားကိစ္စလေးတွေပဲဖြစ်ဖြစ်အတွေးလေးတွေပေါ်လာတယ်မေးခွန်းလေးတွေပေါ်လာတယ်ဆိုလို့ရှိရင် အဲကျွန်မကို direct message တော့၎င်း comment တော့၎င်းရေးပေးလို့ရပါတယ်အဲ့တော့အားလုံးပေါ့နော်ဒီမေကွန်မန်နဲ့မြ comment မန်နဲ့မြ welcome ပါအဲ့တော့ကိုယ့်ရဲ့အဲ market တွေကိုယ့်ရဲ့ဟိုပါခေါ်မလဲဒီဒီရှောက်နေတဲ့လမ်းတွေအများဆုံးတိုးတက်အောင်လို့ပေါ့နော်အမ်ကိုကိုကိုအမြဲတမ်းမေကွန်လေးထုတ်ကြည့်ပါဟိုမလိန်တန်းမညာတန်းကိုကိုကိုမညာတန်းပေါ့ကိုဖြစ်ချင်တာတွေကိုမဖြစ်ချင်တာတွေကိုမေးပြီးတော့ အဲမေးကြည့်မယ်ဆိုလို့ရှိရင်ကိုဘာလုတ်တဲ့နဲ့ဘာကိုလုတ်ကိုလုတ်မယ်ဆိုရဲဆုံးဖြတ်ချက်ပေါ့နော်ဒီမလုတ်ဘူးပဲအရာဆိုရင်ငါလုံးဝမလုတ်ပဲအရာဆိုတော့ငါကြိုက်တယ်ငါရအောင်လုတ်မယ်ဆိုရဲကိုကိုဝေဖန် sorry ပါကိုကိုကိုဝေဖန်ပိုင်းခြားလာနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ နောက်မှကြည့်မဲ့လူတွေအခုအားပေးတဲ့လူတွေဘလို့လူပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာတော့မိုးချုပ်နေပြီပေါ့နော်အဲ့တော့အားလုံးနောက်မှအားပေးတဲ့ဒီတူချင်းစီကို thank you so much လို့ဒီကနေပြောချင်ပါတယ်။နောက်လဲပေါ့နော်ဒီနေ့အပိုင်း၄ဆိုတော့အပိုင်း၅လာခဲ့ပါဦးမယ်။အဲဒီ YouTube မှာလည်းတော်တော်တင်နေဟို Facebook ပေါ်မှာတင်ထားတဲ့အရာကို YouTube မှာလည်းတော်တော်တင်နေပေါ့နော် YouTube ကနေလည်းဒေးလာလို့ရတယ် Facebook ကနေလေလေးလာလို့ရတယ်ပေါ့เนาะတိုက်တဲ့နေရာကနေကိုသွားပြီးတော့လေးလာလို့ရတယ်နောက်အားလုံးကြံစုံပါအောင်မယ် Have a great night good night ပါ Love you all ပါเนาะ See you bye bye ပါမိကုံးလေးတွေရှိနေဆိုရင် welcome ပါလို့ပြောတဲ့အတိုင်းပဲဟုတ်